လုံးမင်္ဂလာပါရေဟိုရှန်လီမှာအပြန်လဲချုပ်စုလိုက်ပါတယ်ဒီကနေ့ကျွန်တော်15ရက်နေ့ဒီကနေ့မှာတော့ကျွန်တော်ရဲ့မိဘနဲ့ကျွန်တော်ညီကိုမောင်မတို့အကြမ်းဖက်စစ်ခွေးတက်ကတရင်တရင်လုံးအလင်းဝင်လိုက်တယ်ဆိုတဲ့သတင်းသင်ပြပေးမှာပါဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရခမြေပြေကြောက်ဖြူမှာဆိုတော့ jewelry aa ရဲ့ထိုးစစ်ကိုမခုခံနိုင်တော့လို့လား ဒါမှမဟုတ်အခြားအကြောင်းအရာရှိနေတာဆိုတာကိုကျွန်တော်တို့အတူတူဆွေးနွေးကြမှာဖြစ်တယ်ဗျစိတ်ဝင်စားစရာအချက်တစ်ချက်ကကျွန်တော်တို့ကိုယ်စားကိုယ်တမမှုစကြောရင်းမှာအထုထောင်းခံနေရတဲ့အချိန်တေတန်တောင်မှကြခံရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အချိန်မတိုင်းချောင်းတရင်မှုနဲ့မိသားစုဝင်တွေလည်းအဖမ်းဆီးခံနေရတဲ့အချိန်တို့အချင်းချင်းခွေးချင်းချင်းပြန်ဖမ်းနေကြတာเนาะကျွန်တော်မြင်ပါ လက်ရှိအချိန်မှာတော့ကြောက်ဖြူတည်ရင်မှုကတော့ရှင်းပါတယ်မြင်မြန်ဆန်ဆန်ပဲအလကတက်တော့ AA ULAC မှာအလင်းဝင်လိုက်ပါတယ်ဟာအပေါ်ကကကောင်းလေကတော့ surprise တိုက်ခိုင်းလိုက်ရတာပါဒီကြောင်းလေးကိုကျွန်တော်တင်ပြပေးပါမယ်နောက်ထပ်ဂျင်းတစ်ခုကတော့ကျွန်တော်တို့ပြည်သူလူထုနဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အယိုးရင်းကိုက်ဘူဆော့တီကောင်တွေ ါတွေကိုကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက်ဝင်တွေဘလို့ခွဲခြားပြီးတော့ဘလို့ဖမ်းဆီးခဲ့လဲဆိုတော့ဒီကနေ့စင်ပင်ကျောင်းပြူစောတီရွာကိုကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့အချိန်မှာဂျူ78ကောင်ကိုဖမ်းဆီးထိမ့်သိမ်းလိုက်တဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါပါဒီသတင်းကလည်းရေးကြည့်တယ်ဘာကြောင့်လဲလက်ရှိကျွန်တော်တို့ဒါရှိကိုဆက်နေတဲ့စစ်စင်ရေးတွေနဲ့ပုံမြောက်တိမြောက်ယနေ့တိုင်ကျွန်တော်တို့ပြည်သူလူထုကိုအကြမ်းဖက်စစ်ခွေးရဲ့ ဘာမှမဟုတ်တဲ့အာနာကိုအလွဲသုံးစားလုပ်ပြီးတော့ဖိနှိပ်နေတဲ့ကောင်တွေသင်ငန်းစာရယူဖို့ဒီအကြောင်းကိုကျွန်တော်ပြင်ပြပေးမှဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးထိဝင်ကြည့်ကြည့်ကျွန်တော်မိဘတဦးချင်းစီတိုင်းကို delay စာဖိတ်ခေါ်လိုက်ပါတယ်။ဒီကနေ့က Super Sunday Holiday ဒါရုပ်ငလုံးငန်းစင်တွေကိုလုပ်ကန်နေတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေရဲ့ဒါရုပ်ပိရဲ့ဆိုတော့ဒီလိုရမျိုးမှကျွန်တော်တို့အများအားမိသားစုဝင်အချင်းချင်းဆွေးနွေးတိုင်ပင်နေတဲ့ပုံစံလေးနဲ့သွားမှာပါ။ ဟုတ်ပြီဒါဆိုရင်ကျွန်တော်မိဘတွေကိုကျွန်တော်အရင်ဦးဆုံးဘင်းကုန်းလေးတစ်ခုမေးချင်ပါလေကျွန်တော်မိဘပဝင်းချင်မှာမြန်မာနိုင်ငံအတွင်းထဲမှာနော်ဘူဇော်တီဆိုတဲ့ကောင်တွေပြီးတော့အချမ်းဖတ်စစ်ခွေးတက်ရဲ့ဒေါက်တိုင်တွေရှင်းမရောက်နောက်မရောက်အယုံရင်ကိုက်နေတဲ့ကောင်တွေရှိတယ်မဟုတ်လားဗျ Yes or no ရှိသည်မရှိဘူးကျွန်တော်ရဲ့ဗီဒီယို comment မှာရေးပေးခဲ့ပါအဲ့ဒီစာရင်းတွေဟာကျွန်တော်မိဘပြည်သူတွေလှုပ်ထားမှာစာရင်းဖြစ်တယ်ဗျဒီကနေ့ရဲ့ ဒါကျွန်တော်ရဲ့ညီကုန်းကျုံမှာကျွန်တော်တင်ပြသွားမယ်ရွှေဘိုမှာရှိတဲ့ view 18កောင်ကိုပြည်သူနဲ့ခွဲပြီးတော့ဖမ်းလိုက်တဲ့အကြောင်းတင်ပြမှာမှတ်လို့ပါဟုတ်ပြီရမဦးစွာကျွန်တော်ပြပြည်သူတွေအတွက်ဝမ်းသာခုံယူစရာသတင်းနဲ့ပဲကျွန်တော်အစာပြုတ်ခြင်းပါတယ်အဲ့ဒါကတော့အရခညီပေါ်မှာအကြမ်းမဖက်စစ်ခွေးတာတရင်တရင်လုံးနှီးပါအလင်းဝင်လိုက်တယ်ဆိုတော့အเจ้าမှာဆိုတော့တရင်တရင်လုံး တရင်မှုကဥဆောင်ပြီးတော့လင်းဝင်လိုက်တယ်ဆိုတာကလည်းဒါကျွန်တော်တို့တော်လန်ရေးကာလမှာအလုံးကိုရှားပါတဲ့ဖြစ်မျိုးပါဒီတိုက်ပွဲသတင်းတွေနဲ့ဒီအချင်းတွေကိုကျွန်တော်မပြောခင်မှာကျွန်တော်မိဘတွေတမ69တမမှုကိုအချမ်းဖက်စစ်ခွေးတက်ကလက်ရှိဖန်စီစစ်စစ်နေရဲဆိုတာကျွန်တော်မိဘတွေကိုကျွန်တော်တပြခဲ့ပြီးပြီးအားလုံးလည်းသိရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်သူကဖန်စီစစ်စစ်မှုတွေအတွင်းမှာ တို့ရဲ့ခွေးတက်ကိုပြန်ပြီးတော့ပုံကံမယ်ဆိုတဲ့ဒါတို့ဆွဆွဲချက်တွေအများအပြားနဲ့တေးတန်တိချမှတ်ဖို့စီစဉ်ထားတဲ့အကြောင်းကိုလည်းဒရင်တွေဖြတ်ပေါ်နေတာဖြစ်တယ်ဒါကတို့တက်တွင်းထဲမှာတို့ခွေးချင်းချင်းကြိုက်နေတာခွေးချင်းချင်းဖမ်းတဲ့ပွဲဒါနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ကျွန်တော်တို့မတိုင်းကြောင်းမှာရှိတဲ့တရင်မှု အဖမ်းခံရတယ်။တရင်မှုရင်မဟုတ်ပဲနဲ့တရင်မှုရဲ့မိသားစုဝင်တွေပါအကုန်လုံးကိုဖမ်းလိုက်တာဖြစ်တယ်။ဖြစ်ပြတ်နေပြီ။ကျွန်တော်ကပြောတယ်တက်ကပြတ်နေပြီ။ဘိုးဆာကျွန်တော်ပြည်သူရဲ့အာဏာကိုသိမ်းလိုက်တဲ့ကအဲ့ဒီတက်ကပြတ်သွားတာ။ဘာကြောင့်လဲ။ဒီတက်ကိုကျွန်တော်ပြည်သူကလုံးဝမှလက်မခံတော့ဘူး။ပြည်သူလူတွေရဲ့ဆန္ဒကိုစန့်ကျင်လိုက်တဲ့အတွက်အော်တိုမက်တစ်ပြတ်သုံးရမှာဖြစ်တယ်။ ဒါဟာပြည်သူရဲ့မိပြည်သူရဲ့အာဏာဖြစ်တယ်။ဟုတ်ပြီ။ဒါဆိုရင်တော့ဒီနေ့ကျွန်တော်တို့ရခိုင်မြေကြောက်ဖြူမှာတရင်မှုဥဆောင် ပြီးတော့အလင်းဝင်လိုက်တယ်ဆိုတော့ဒီတရင်မှုကအဲ့ဒီအရှိမဆန့်ရွယ်မှုတွေနဲ့ပတ်သက်မှုတွေနဲ့ဟောသူလုကင်းပါမလားအာနာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့ဒါမှမဟုတ်သူတို့မယုံကြည်မစိတ်ချရဘူးဆိုလို့သူတို့တတ်မှတ်လိုက်တဲ့သူတွေကိုကြက်ပြောက်ညှက်ပြောက်ဖြောက်ခဲ့တဲ့တမန်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်။ပြီးတော့သူတို့ကိုစန့်ကျင်တယ်လို့ဒါလုံးရမဟုတ်သေးဘူးနော်တက်သိမရသေးဘူးတန်တရားဝင်တာနဲ့တက်ဖြတ်လိုက်တယ်ပြီးတော့ဇက်မြုပ်လိုက်တာတွေချုပ်တုံးတက်လုပ်ခဲ့တယ်ဆိုတာကျွန်တော်နိုင်ငံတမိုင်းမှာတတိကြီးတန်းကြီးအများကြီးရှိတယ်ဘုရင်ရေးမယ်ဆိုရင်တော့မှတစ်ထောင်တစ်ညလောက်ကြာသွားနိုင်တဲ့အခြေအနေတွေ ျောင်းရဲ့မိဘတွေလည်းတည်တည်တော့သိပါတယ်။ဒါဆိုရင်တော့လက်ရှိကြောက်ပြူတိုက်ပွဲကလည်းပြင်းထန်နေတယ်။ဒီတိုက်ပွဲအတွင်းမှာလည်းပဲအာရကတက်တော် AA ရဲ့စီရင်ဆိုင်ရာဖြူဟာကြကြအုံပြူသွားတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီကောင်တွေအသက်ရှင်တန်နိုင်ဖို့အတွက်အလင်းဝင်လာလား။ဒါကတစ်ချက်ရှေ့မှာကျွန်တော်တင်ပြခဲ့တဲ့သူတို့ရဲ့တမမူ မတိုင်းကောင်းတဲ့တရင်မှုထားပြီးမိသားစုဝင်တွေပါအဖမ်းခံလိုက်ရတဲ့အခြေအနေလက်ရှိစကြောရေးမှထူထောင်ခံနေရတဲ့အခြေအနေအစိုးရသားကတည်တံထိပ်ပေးမယ်လို့သတင်းတွေထွက်ပေါ်လာတဲ့အခြေအနေတွေရဲ့နောက်ဆုံးဆုံးကပ်မှာတော့ကျောက်မှုတရင်မှုကတော့ခတ်သက်သက်လက်မြန်စွာနဲ့ပဲတရင်တရင်လုံးကိုဥဆောင်ပြီးတော့အလင်းဝင်လိုက်တာလားကျွန်တော်တော်လန်ကြီးอ่ะ အယံကိုစိတ်ဝင်စားဖို့ကောင်းတခါတရံမှာကြည့်တော့အရှုံးမြတ်ကြီးတယ်အရင်းနှီးများတယ်လို့ထင်ရပေမဲ့နောက်တစ်ချိန်မှာအာနာရှင်ဆိုတဲ့အတုံးနှုံးကိုကျွန်တော်တို့ရဲ့မျိုးဆက်တွေမမြင်ရဘူးတနက်ကင်ပြီးတော့အုတ်ချုပ်တဲ့သူတွေကျွန်တော်တို့နိုင်ငံအတွင်းမှာမရှိဖို့အတွက်ကျွန်တော်တို့သမိုင်းတင်ငန်းစာတွေနဲ့လက်ရှိအခြေအနေတွေပါကျွန်တော်အကုန်လုံးကိုသုံးသပ်နေကြရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့မိဘတွေကိုဝိုင်းပြီးတော့စဉ်းစားစေချင်တာ ။ဒါဆိုရင်တော့ဒီချက်နှစ်ချက်မှဘယ်အချက်ကိုကျွန်တော်မိပါသည်ပို့ပြီးတော့အဲချင်းမြင်ယူဆမိပါလေ။ဒါဆိုရင်တော့ကျွန်တော်ကြောက်ဖြူတိုက်ပွဲအကြောင်းကိုသင်ပြပေးပါမယ်။အဲဒီကြောက်ဖြူတိုက်ပွဲမှာအရကတတ်တော့ AA ရဲ့စစ်စင်ရေးအခြေအနေထူးထူးပြောင်းမြောက်တဲ့စင်ရေးကြောင်းအဲ့ဒီကောင်လေးကြာဆုံးသွားရတယ်လို့ပြောမယ်ဆိုရင်လည်းမှန်ပါဘာမှရှေ့ရက်တွေမှာကျွန်တော်ကြောက်ပြူ တိုက်ပွဲကိုဆင်နွှဲတဲ့အခါမှာအကြံဖက်စစ်ခွတ်တဲ့အချောင်းမျိုးတွေးမှရှိတဲ့အဲသူတို့တွေစစ်မှုထမ်းဖို့တရားဓမ္မခေါ်ထားတဲ့သူတွေရောပြီးတော့စစ်ကူတနိုင်ငံလုံးမှာစုဆောင်ထားတဲ့သူတွေကောသူတို့တွေပေးပို့ပြီးတော့ခုခံနေကြရတယ်။ဒါအပြင်တေလုံကြုံရဲ့အမိခံတေလုံနဲ့ကန်အဖွဲဇီးတွေနဲ့ဤပညာပါရယူပြီးတော့ ULAAA ရဲ့ထိုးစစ်ကိုခုခံနေသေးတယ်။ဒီအချိန်မှာရခိုင်တပ်တော် AA ဟာပုံမှန်အတိုင်းပဲစစ်စင်ရေးကို စင်နွေးနေတာသူတို့တက်အင်အားအလုံးကြီးမတုံးကျွန်တော်စေးလေးလာသုံးသက်သူတွေနဲ့ကျွန်တော်တော်လန်သောအချို့သောလူတွေတော်မှဒီပေါ်မှာစဉ်းစားစရာဖြစ်သွားတယ်ဟာလေအရင်တော့ကအရကတက်တော့အေးအေးတိုက်တာဒီလိုမဟုတ်ဘူးလေအင်းနဲ့အားနဲ့အလုံးကြီးချက်ကျွန်တော်ကလည်းဥဒဏ်ဗီဒီယိုဖိုင်လေးမျိုးမှာပါတင်ကားကြီးနဲ့တော်မှာတက်ခဲတာပုံတိုင်းကွာဖုံသွား ။ short light dose ဆိုတာလည်း alpha.aa ရဲ့ specialist လို့လည်းပြောလို့ရတဲ့အခြေအနေပါ။ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့စတိုင်းဌာနချုပ်ကိုတစ်ခက်သိမ့်ပိုက်တဲ့ဒါရုပ်သံဗီဒီယိုဖိုင်တွေအထွေမှာဆိုရင်တကယ့်ကိုအချမ်းပန်းအတုံတီးွားတာကိုတွေ့ရမှာဖြစ်တယ်။ကျွန်တော်တို့စတိုင်းဌာနချုပ်ထဲမှာရှိတဲ့ jump passive ခွေးတက်မှန်သမျှကိုလက်နဲ့ချီလက်နဲ့ငယ်တွေနဲ့ဒေအချက်ဒေအဆက်ဖူခွဲပြီးတော့ချိန်မွှားပြီးဟုတ်ပြီအသက်ရှင်ချမ်းသေးတဲ့ကောင်တွေကို လော့စပီကလော့စပီကသေးလေးနဲ့អော်တယ်မင်းတို့လက်နှချအញ្ញံခံ5မိနစ်အချိန်ပေးမယ်5မိနစ်ပြည့်ပြီလားတစ်စက္ကန့်အောင်အပေါ်မပေးဘူးအတုံတက်တော့ကြတာဒါ ULA A ရဲ့ပြတ်သားတဲ့စစ်စင်ရေးစစ်ရေးတွေကိုကျွန်တော်တို့တွေ့ခဲ့ဘူးတာဒီချိန်နေမှာ၆ဖြူကို A ကတက်ခိုက်သိမ့်ပိုက်တဲ့ပုံစံဟာ အမှန်နဲ့ဝင်းရမ်းပြီးတော့အပြေးပြေးချင်းရှေ့ကိုဆက်ပြီးတော့စိတ်အင်အားဖို့မလို့အဖက်နဲ့အလုံးကြီးမတုံးဆွဲပဲနဲ့တဖို့ဖို့တဖို့ဖို့တပြလိုက်ပြွတ်တံပြန်ငိန်သွားလိုက်ရှေ့ကိုဆက်တိုးလိုက်စင်းချင်းတွေပြက်ကြည့်လိုက်ဘဝကဘုံလာချေလိုက်ကြည့်လိုက်မယ်ဆိုတော့စစ်လေးကအေးနေတယ်အရှင်လေးအေကရှိကိုတိုးဖို့အတွက်ဘာခက်ခဲရှိနေလဲဆိုပြီးတော့စိုးရင်စရာလေးတွေရှိပါတယ်ဒါပေမဲ့ သူ့အချိန်ကိုသူစောင့်တည်တာလို့ပဲကျွန်တော်ကတော့ယူဆမိပါတယ်အခု UL အင်ကအင်ကလုံးနဲ့အရင်နဲ့တက်ပြီးတော့လုံးနဲ့အချိန်မှာထုံးစံအတိုင်းပဲအားကမြေမှာကျမ်းမဖက်စစ်ခွေးတန်နဲ့ပတ်သက်သူမှန်များတကောင်းမအသက်ရှူခွင့်ရှင်တန်ခွင့်မပေးတဲ့အခြေအနေမှာအကျမ်းဖက်စစ်ခွေးတက်ညာနဲ့ချီပြီးတော့တည်ဆုံးခဲ့ရပြီးပါပြီ ဒီခေတ်ကျွန်တော်သတင်းပြောနေတဲ့ဒါဂျပန်အနည်းမှာပဲအဲကျမဲ့ဖက်စစ်ခွေးတက်ကကောင်တွေအလုံးအရှင်းလိုက်အလူလဲခံစားနေရဒီချိန်နေတွေမှာအဲ့ဒီချောက်မှုတရင်မှုဟာအလကတ်တော် AAC မှာအလင်းဝင်ဖို့လက်နက်ချဖို့ဆုံးဖြတ်ခဲ့တာကသူ့မှာအချက်နှစ်ချက်ရှိပါလိမ့်မယ်ပထမတစ်ချက်ကသူ့ရဲ့ ဒါခေါင်းဆောင်ပိုင်းဟာလက်ရှိကျွန်တော်တို့တမမူ69နဲ့ပတ်သက်ပြီးတော့ပြီးတော့မတိုင်းချောင်းတရင်မှုနဲ့ပတ်သက်ပြီးတော့လွတ်ဆောင်ခဲ့တဲ့လုံရွတ်တွေ့သူလုံးဝမကြိုက်တာလဲပါမယ်။ငွေတွေက ULAA နဲ့ပူးပေါင်းမယ်ဆိုတဲ့အချို့သောခေါင်းဆောင်ပိုင်းတွေထဲမှာလက်ရှိတရင်မှုလဲကြံရပါဘောဗျာ။ပါခြင်းလဲပါကောင်းလဲပါနေပါလိမ့်မယ်။ဒါအပြင် ULAA ဟာ အချိန်ကလှုပ်ရှားလာတဲ့စည်ရင်းလိုက်တဲ့အချိန်မှာအခုလိုပဲခတ်တော့တခတ်မြန်မြန်လေးတရင်မှုဥဆောင်ပြီးတော့လက်နဲ့ခြားလင်းဝင်လိုက်တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ကျွန်တော်မိသားစုရဲ့အမြင်ကိုကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ပါဟုတ်ပြီဇောဆလီရဲ့နေ့ချီဂျမ်ပါစစ်ခွေးတက်ကလက်နဲ့ခြားအလင်းဝင်တဲ့သူ ဒီနေ့15ရက်နေ့နော်ကျွန်တော်မိပါမနေ့က14ရက်နေ့အထိလက်နက်ချအញ្ញံခံအလင်းဝင်လာတဲ့သူအယောက်40နီးပါးရှိတယ်လို့ကျွန်တော်တို့စီးရင်သတင်းရင်းမှာတွေ့ရှိရတယ်ဒါအပြင်ဂျန်ဖစစ်ခွေးတက်ရဲ့စခွေးအကောင်တရာကျော်ကျွန်တော်တို့အသေးရရှိထားတာတွေလည်းရှိတယ်လက်ရှိအချိန်ထိပွင့်လင်းလင်းပြောမယ်ဆိုတော့စရင်ကောက်ယူလို့မရလောက်အောင်ကိုပြန်ကျဲနေတယ်လို့လည်းဒေတာခန်တွေကပြောပြထားတာ ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ကြောက်ပြူအမှတ်32တရင်းကိုအရတ်တော့ A ကပြင်းထန်တဲ့ထိုးစစ်စင်မှုတိုက်ခိုက်မှုတွေလုပ်လိုက်ပါလေအဲ့ဒီတိုက်ခိုက်မှုကအရင်ကိုပြင်းထန်တယ်လို့ကျွန်တော်တို့ပြန်လည်သိရှိထားရတယ်အဲ့တော့လုံရင်းနဲ့ဝင်တိုက်လိုက်တဲ့အချိန်နေမှာဂျာဖတ်စစ်ခွေးတက်ရက်အကောင်40ကျော်လက်နက်နဲ့ကွာလက်နက်နဲ့တကွာဆိုတာကရှိရှိမြတ်ဆက်ဆက်ပစ္စည်းတွေအကုန်လုံးမှာ ် usually a a လက်ထဲကို ပေးရပြီးတော့အသက်ရှင်ဖို့အတွက်သူတို့တွေဆုံးဖြတ်ခဲ့ကြပါတယ်အဲ့ဒီမှာဖတိရမိထားတဲ့သူတွေအแทမှာထူးခြားတဲ့အချက်နှစ်ချက်ပါတယ်တိအချက်ကလက်တလုံးမှာကျွန်တော်တို့ဒါတနိုင်ငံလုံးအတွင်းအတိုင်းတာနဲ့ကျွန်တော်တို့အာရခမြေပေါ်မှာအတင်းအားမှာစစ်မှုထမ်းခံထားရတဲ့သူတွေအများစုပါဝင်နေတယ်အရှိမလူတရာကျော်တည်ပြီးသွားပြီး စုစုပေါင်းဆိုရင်တော့လူတရာ50 200နေပါရှိပါတယ်ကျွန်တော်မြင်ပါအဲ့ဒီလူတရာ50 200နေပါမှမကြသေးခင်ကမှ Simple Tan Passing Center တွေကောင်တွေပါဝင်သလိုဘုံမှုအဆင့်ထိပါဝင်နေလို့ကျွန်တော်တို့သိရှိထားရပါတယ်ဆိုတော့ကျွန်တော်တို့မှာဘယ်နှစ်ဖက်ပဲရှိပါတယ်ဓမ္မနဲ့အာရမဘက်ဘယ်ဘက်မှာယက်တီမှာလဲဆိုတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတစ်ဖက်ဝင်နေတဲ့ပူးပေါင်းနေဆိုရင်တော့မြည်သည့်နေရာမှာ ဒါစည်ရေးပုံပေါ်ပါစေကျွန်တော်တို့ရိတ်ခါတက်သွားတယ်ဆိုတာဒီနေ့အချိန်ကြီးမရှိသေးပါဘူးဒါလေးကိုလည်းပဲတစ်ဖက်ရောက်ကသူတွေတစ်ခါတစ်ခါဝင်ဝင်ပြီးတော့အနားထောင်နဲ့ဝင်ဝင်ပြီးတော့ခိုးကြည့်တဲ့အတွက်ကျွန်တော်ကမှတ်ချက်ပေးတာပါကျွန်တော်တို့မှာကရင်နယ်မြေမှာတိုက်ပွဲဝင်နေတယ်လို့ပေါ့အရကမြေမှာတိုက်ပွဲဝင်နေတယ်လို့ပေါ့ KIA ATNLA ဆက်လက်ဘယ်နေရာမှာပဲတိုက်ပွဲပေါ်ဆောင်ပေါ်ဆောင်ကျွန်တော်တို့ကရိတ်ခါအပြည့်ဆိုတော့သူတို့မှာရကိုင်းမြေပေါ်မှာ ရခိုင်မုတ်ဆိုင်မှာတော့မုတ်ထွက်ကိုမွေစားရတဲ့အချိန်တွေကရင်ပြည်နယ်မှာလည်းထုံလေးကောင်းမယ် KIA မှာလည်းထုံလေးကောင်းမယ်ကျွန်တော်ရဲ့ဇကားကိုဒေသခံတွေကြီးစုနေတယ်ဆိုရင်ဒါအထောက်ခံပါလိမ့်မယ်ယူပြီးပေါင်းလေးဝစ်ပြီးတော့ဗါလဲကားလေးနဲ့ထွက်ပြီးတော့ဈေးဝယ်လို့ရိတ်ခါဝယ်လို့ရိတ်ခါတည်လို့ရသေးရလားဆိုတာသူတို့သိဆုံးဖြစ်မှာပါဟုတ်ပြီဒါဆိုရင်တော့လက်နက်ခဲယမ်းတွေဟာကျွန်တော်တို့ဒါလက်နက်သိမ်းပိုက်ထားတဲ့ အခြေအနေမှာလက်ရှိယာနဲ့ချီပြီးတော့တိတ်စီရမိထားတာတွေရှိတယ်။ရေချောင်းကနေပြီးတော့တင်းမောတွေကဆင့်နက်နက်ခဲရန်တွေပို့ဆောင်တာအပါဝင်ဂျပန်စစ်ခွေးတက်ကဒါခွေးတက်သားယာနဲ့ချီပြီးတော့ပို့ဆောင်ပေးခဲ့တယ်လို့ကျွန်တော်တို့အရှေ့ရက်တွေမှာစုံစမ်းသိရှိထားရတာပါ။ဆိုတော့အဲ့ဒီလူတွေအကုန်လုံးကလက်ရှိအချိန်မှာတေတဲ့ကောင်ကတေပြီးတော့အလင်းဝင်လက်နက်ချတဲ့သူကလက်နက်ချလိုက်ပါပြီ။ဒါဆိုရင်တော့ ျွန်တော်ဝင်တဲ့အနီးမှာကျွန်တော်တို့အကျွမ်းဖက်စစ်ခွေးတက်တဲ့အရကတ်တော် AA တိုက်ဖိုက်တိုက်ခိုက်မှုတွေချားတဲ့မှာအကျွမ်းဖက်စစ်ခွေးတက်ရဲ့အဓိကစစ်ကန်၃လုံးကိုအရကတ်တော် AA ကတိုက်ခိုက်တိုက်ပိုက်ပြီးဖြစ်တဲ့အခြေအနေခုလည်းရှိနေပါတယ်ဆိုတော့ဒီတဲ့ပုံပြီးခိုင်မာတဲ့သတင်းတွေကိုအကတ်တော် AA ရဲ့ထုတ်ပြန်ချက်တွေမှထပ်မံပြီးတွေ့ရမှာဖြစ်တဲ့ ULA AA ရဲ့ထုတ်ပြန်ရင်လည်းရှင်းပါတယ်ရုပ်သံဗီဒီယိုနဲ့တော့ကဒီကြကြထုတ်ပြန်တာပါဟိုဘက်ကကောင်တွေကဗီဒီယိုအဟောင်းတွေ အရင်တော့ရုပ်သံ file တွေပါဒါတွေကဘယ်တော့ကဘာညာဆိုပြီးတော့လိန်တက်မှန်တောက်တက်မှန်ညာတက်မှန်ကိုလည်းပဲကြောတိုင်းသားကောင်းဆောင်တွေကတည်တဲ့အတွက်ရှင်းပါတယ်အဲ့ဒီကောင်တွေအကုန်လုံးကိုနမည်နဲ့တကွာအောက်မှာစာတန်းမှာထိုးပြီးတော့ရုပ်သံမှတ်တမ်းတွေကို HD တကွာလုံးကိုဖြန့်ပလိုက်ခြင်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အရက်တက်တော့ A ကတကယ်ကိုကျွမ်းကျင်တယ်ဗျဟုတ်ပြီကျွန်တော်တို့အရက်တက်တော့ A ရဲ့စစ်စစ်ကစားမှုအောက်မှာ ပြီးတော့အချိန်ကလှူရှာမှုအောက်မှာကြာဆုံးခဲ့တဲ့အတွက်အဲ့ဒီတရင်ပို့ဦးဆောင်ပြီးတော့တရင်တရင်လုံးအလင်းဝင်လိုက်တဲ့အခြေအနေကိုလည်းကျွန်တော်မိဘတွေကိုတင်ပြခဲ့တာကအရှိမတမမူ69ဒါဖန်စီသေးသေးစစ်စစ်ခံရတဲ့အခြေအနေပြီးတော့ငတိုင်းကြောင်းမှာရှိတဲ့တရင်မှုအပါဝင်သူ့ရဲ့မိသားစုဝင်တွေအကုန်လုံးမှာဖန်စီထိန်သိမ်းစစ်စစ်ခံရတဲ့အခြေအနေအဲ့တော့ကျွန်တော်ကြောက်မှုမှာရှိတဲ့တရင်မှုသူ့ရဲ့ဆုံးဖြတ်ချက်ဟာ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆိုတာကိုကျွန်တော်တို့မိဘတွေအဖြေတွေ့ပြီလို့တော့ကျွန်တော်မျှော်လင့်ပါတယ်။ဒါဆိုရင်တော့အကြံဖက်စစ်ခွတ်တက်ဂျပုပြိုလဲနေပြီ။ဆိုတော့ now ထက်ဒီထက်ပုံမအင်အားများပြားစွာနဲ့ကျွန်တော်တို့ပြည်သူဘက်ကိုမျက်နာမူလာတော့မယ့်အခြေအနေကိုတော့ကျွန်တော်တို့ဒိန်းကောင်းစောင့်မျှော်မှာဖြစ်တဲ့ပထမကျွန်တော်တို့ဒါတော်လိုင်းစတဲ့အချိန်မှာအချို့သောတုံးသက်သူတွေအများကြီးဝေဖန်တုံးသက်မှုတွေတွေ့ရပါတယ်။ဒါတရင်မှုဥဆောင်ပြီးတော့အဘျော်မှုဥဆောင်ပြီးတော့ပြောကြတာဗျာဒါဆက်ကမှုတွေဥဆောင်ပြီးတော့ ကျွန်တော်ပြည်သူ့ဘက်မှာမရက်တီနိုင်ဘူးမစည်းလုံးနိုင်ဘူးဆိုတဲ့အခြေအနေတွေကိုလည်းပဲအချို့သုံးသက်သူတွေဝေဖန်သူတွေမှကျွန်တော်တွေ့ရလာဖြစ်တယ်ဒါပေမဲ့အချိန်ကာလကြာလာတဲ့အများကျွန်တော်တော်လှန်ရေးအောင်ပွဲတွေနဲ့အတူအာနာယူအုပ်စုကြာဆုံးနေတာကိုသူတို့တပွင့်ဝင်ချင်းချင်းလဲသိလာခဲ့တဲ့အတွက်အခုလိုပဲအလင်းဝင်မှုတွေဇက်တိုက်ထမှန်ကြုံတွေ့ရဖို့ရှိအောင်မယ်လို့တော့ကျွန်တော်ကပြောနေပါတယ်ဟုတ်ပြီနေရာတိုင်းမှာကောင်းတဲ့ကောင်းတွေရှိတယ်မကောင်းတဲ့ကောင်းတွေရှိတယ် နေရာတိုင်းမှာဒလန်တွေလည်းရှိတယ်နေရာတိုင်းမှာမြူတွေလည်းရှိတယ်အနေတိုင်းစားတော့လေသူတို့လည်းချောင်းလဲကျင်တာပေါ့အနေဆုံးအုပ်ချုပ်ရေးမှုပေါ့ဗျာအဲကျွန်တော်တို့ကောင်းကောင်းသိပါတယ်ဒါကျွန်တော်တို့လည်းကျွန်တော်နိုင်ငံတွင်းထဲမှာနေထိုင်ခဲ့တဲ့သူတွေကိုဗျဆယ်အိမ်မူးလောက်ဖြစ်ရင်တော့မှလေတန်းကပြောင်းသွားတာဆယ်အိမ်မူးမပြောနဲ့နော်ကျွန်တော်တို့ဆယ်အိမ်မူးမိမဆယ်အိမ်မူးသားမိတော်မှလေတန်းပြောင်းသွားတာတွေလည်းရှိတယ်ဆယ်အိမ်မူးဖြစ်တာနော်ဘာမှမဟုတ်ဘာဆင်းမှမရှိဘူး အဲ့တော့ဒီလိုအခြေအနေမှာကျွန်တော်ပတ်ဝန်းကျင်မှာ view တွေအကြောင်း passive quick တက်ရဲ့လက်ကင်တုပ်တွေပြီးတော့ sip ball special မနေတဲ့ tap talk ခံသူတွေအများကြီးရှိမှာပါကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့သူတွေကျွန်တော်ရဲ့ video comment မှာ yes ဆို yes လေးပဲရေးပေးခဲ့ပါဆိုတော့ကျွန်တော်ရှင်းသတင်းတွေမှာပြောခဲ့ပြီးသားကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက် win တွေ win လာပြီး hit ဆိုတဲ့အတန်ကြားရတယ်အဲ့ကောင်တွေအကုန်လုံးချက်ပြောက်ငှက်ပြောက်ပျောက်သွားမှာဖြစ်တယ်အခုအဲ့ဒါရဲ့ဒါ ရှေ့ထွက်အောင်ပွဲလေးကိုကျွန်တော်တင်ပြပေးပါမယ်။ဒါကတော့ရွှေဘုံမြို့နယ်စေပင်ကျောင်းမှာရှိတဲ့ကျွန်တော်တို့ဘူဆော့တီရွာကိုကျွန်တော်တော်လိုက်တစ်ဖွဲ့ဝင်နေစတင်တိုက်ခိုက်ပြီးတော့ကြီးတဲ့တိုက်ပွဲတွေအတွင်းမှာချမ်ပတ်စစ်ခွေးတက်အထိုင်စကန်တစ်ခုလုံးကိုအပီးသက်တိုက်ခိုက်တိမ့်ပိုက်ပြီးတော့အဲ့ဒီရွှေဘုံမြို့နယ်အတွင်းကစေပင်ကျောင်းဘူဆော့တီရွာကိုဖြူရှင်းလင်းရေးလှုပ်ဆောင်ခဲ့ပါတယ်။ဟာကိုရှင်းလင်းဖြူရှင်းလင်းရေးဘယ်လိုလုပ်တာလဲ ရွာထဲမှာရှိတဲ့မိဘဖြစ်သူတွေကိုအတီးပေးလိုက်ပါတယ်။ရွာထဲကနေပြီးတော့ခေတ္တခဏထွက်ခွာပေးဖို့ဆိုတော့ရွာထဲမှာရှိတဲ့ကျွန်တော်မိဘဖြစ်သူတွေကကျွန်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်နေအပြည့်အဝပူးပေါင်းပြီးတော့ကောင်းကောင်းမွန်မွန်ဒါသူရဲ့ဒါကလေးတွေကိုလက်ဆွဲအသူရဲ့အထုပ်တွေလည်းအများကြီးတည်ဆောင်လို့ပေါ့လူပဲထွက်ကိုင်းတာအိမ်တွေကိုဘာမှကျွန်တော်တို့ကဒါဝင်းရောက်ရှာဖွေတာတွေဖြတ်စီးတာဘာမှမရှိဘူးသူတို့ကယုံကြည်ပြီးသားသူတို့ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုယုံကြည်မှုအပြည့်ရှိပြီးသား ဆိုတော့အားလုံးဖတ်သွားတယ်ဖတ်တဲ့လူတွေထဲမှာမှဘယ်ကောင်ဟာပြူလဲဆိုတာကိုကျွန်တော်ဒေသခံကာဝေးတပ်ဖွဲ့ဝင်တွေကသိပြီးသားဘာကြောင့်သိတာလဲကျွန်တော်တို့ပြည်သူရှိမှအဲ့ဒီသတင်းကရှိပြီးသားအဲ့တော့မင်းတို့အကုန်လုံးညီကြီးပေါ်မှာဝင်ရမှောက်တန်းစီနေစမ်းအကုန်လုံးပေါင်းလိုက်တော့စုစုပေါင်း78កောက်ဆောက်ရောအရာတဲမှာပြူ78កောက်ရှိတယ်ဒါတော့ခပေးွားတဲ့កောက်နေရှိသေးတယ်เนาะကျွန်တော်မြင်ပါ ဒါဆိုရင်ကျွန်တော်တို့မျိုးသိမ့်တိုက်ပွဲတွေကျွန်တော်တို့ရဲ့ဒါမွေးရဲ့မြေတွေကျွန်တော်တို့ရဲ့မြို့ပြကိုပြန်ရောက်လာတဲ့အချိန်မှာယူဆိုတဲ့ကောင်တွေလူမိုက်ပါဆိုတဲ့ကောင်တွေပြီးတော့ဂျုံဘာဝနေတဲ့ကောင်တွေရဲ့အဖြစ်ကိုကျွန်တော်ရင်မိပါလိစိတ်ကူးနေတာပုံဖော်ကြည့်ပေးကျွန်တော်တို့ကပြောပြီးသားဒီတိုက်ပွဲကအမြင့်ပါမကျန်မြေလန်တဲ့တိုက်ပွဲဖြစ်တယ်ကျွန်တော်တို့ကတော့ရှင်းစရာရှိတာကိုရှင်းသွားမှာ ဲ့ချိန်ကျရင်တော့ရက်ဆက်တယ်မလုံနဲ့ပေါ့ဗျာဒါဆိုရင်တော့ဒီကနေ့မှအကျန်းဖက်စိတ်ခွတ်တက်တဲ့ငပြူကောင်းလေးဒါပူပေါင်းတဆွဲထားတဲ့ဒါဗျူရောကိုတော့တက်ခိုက်သိမ့်ပိုက်ပြီးတော့ရှင်လေးကြီးလှုပ်ဆောင်ခဲ့တယ်အဲ့ဒီရှင်လေးကြီးမှာပြည်သူနဲ့ဗျူနဲ့ခွဲခြားနိုင်ခဲ့တဲ့ဖြစ်စဉ်အဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့ Telegram မှာတင်ထားပါတယ်ကျွန်တော်မြင်ပါတယ်ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်တဲ့မကြည့်ရသေးတဲ့သူတွေကျွန်တော်ရဲ့ဒါ Telegram မှာ join ပြီးတော့ဝင်အောင်ကြည့်ရှုပေးပါကျွန်တော်ပြည်သူ ဟာကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်ယူဘလောက်အထိတန်ဖိုးထားလဲဘလောက်အထိချစ်တယ်ဘလောက်အထိပူပေါင်းဆောင်ရွက်မှုရှိလဲဆိုတာကိုအဲ့ဒီရုပ်သံ view file မှာပဲဝင်အောင်ကြည့်ရှုပေးပါအဲ့ဒီ viewer ကိုတစ်ခါတင်ပိုက်တဲ့အခြေအနေမှာလဲကျွန်တော်ဖတ်စစ်ခွေးတက်ကဝိုင်းကျွဲဘုံဒီပေါင်းစပိုးလုံးကျဲချတိုက်ခိုက်ပြီးတော့ခုခံမှုတွေလုပ်ခဲ့ပေမဲ့ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေပူပေါင်းထားတဲ့အဲ့ဒီစစ်စင်ရေး အဲ့ဒီစစ်စင်ရေးမှာရွှေဘိုကန်အမှတ်23 78 25 26 90 36 10 97တရင်တွေနဲ့နေမြပါကပါတို့ပူပေါင်းပြီးတော့အမျိုးကောင်တွေရှင်းလင်းရေးလှုပ်ဆောင်နိုင်ငံချင်းဖြစ်ပါတယ်ဒါကရှင်ဂျီနမိတ်လက္ခဏာတွေဖြစ်တဲ့အကြောင်းကိုအကြံဖတ်စစ်ခွေးတက်ဘောလို့ special yes special guy special ငုံနေတဲ့ကောင်တွေနဲ့တောက်တိုင်အတွက်ကိုမိသားစုမျက်နှာမှာမထောက် ကိုတပိုးလေးကိုကြည်ပြီးတော့လောက်ကန်စားတော့တောင်းရန်ငွေညစ်ပြိနေနေတဲ့ကောင်တွေဟာတစ်ချိန်မှာအခုလိုဖြစ်ရမျိုးနဲ့တေချာပေါ့ကြုံတွေ့ရမှာဖြစ်တဲ့အကြောင်းကိုတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပါစီ။နောက်လာတဲ့ဗီဒီယိုကိုဒီချက်ပေါ်ကောင်းအောင်ကျွန်တော်အမြဲတမ်းစူးစမ်းပေးပါမယ်။ Lenovo B C P ကပ်ချောင်းအနေနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါစေအောင်လေးလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲဝါရှင်းလိုက်ပါ။